မင်္ဂလာပါရှင်ကျွန်မတေကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့အားကောင်းတဲ့လီဗီအာနယ်ရှောင်း JTWC Pacific အနောက်မြောက်မုံတိုင်းစောင့်ကြည့်လေးလာရဲ့အဖွဲကပေးထားတဲ့ ID Invert 94B ကတော့ကမ်းခြေနဲ့အလွန်နီးကန်နေကကုန်းလေးကိုဖြတ်ကျော်ဝင်တော့မှကြောင့်ပင်လယ်ပြင်မှာအားဆက်ယူဖို့အချိန်မရှိတော့တဲ့အတွက်ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြင်းမရှိတော့ဘူးလို့သုံးသပ်ထားပါတယ်။ အိန္ဒိယနဲ့မြန်မာမိုးသလကထုတ်ပြန်တဲ့ခံမှန်းချက်အတိုင်းအားကောင်းတဲ့လေပြင်းအားနဲ့ရောင်းဟာအိန္ဒိယဘင်္ဂလားဒေ့နေဆက်အနေကမ်းခြေကိုဖျက်ချော်ဝင်ရောက်ခြင်းမပြုမီအချိန်တို့အတွင်းမှာတဲ့မုန်တိုင်းငယ်ဒက်ပရက်ရှင်အဆင့်ကိုရောက်သွားမှာဖြစ်ပါတယ်။ ကုန်းတွင်းကိုဝင်ရောက်ပြီးတဲ့အခါမှာဆက်လက်ရေရှားမဲ့လမ်းကြောင်းအရမုံတိုင်းအချွင်းကျန်တိမ်တိုက်တွေကစကိုင်းတိုင်းထပ်ပိုင်းနဲ့ကချင်ပြည်နယ်ကိုဦးတည်ရွေးနိုင်မှာဖြစ်တဲ့အတွက်ချင်းလင်းမြပြပိုင်းနဲ့ AR မြပြပိုင်းတွေမှာမိုးများရကားတဲ့မိုးလုံးများပါမယ်။မိုးရေချိန်ဟာ၁၀လက်မကျော်ထိရွာသွန်းနိုင်ပြီးတော့မြပြပိုင်းကမှတက်စင်အောက်ဘက်မြေကြီးတွေရုတ်တရက်မြင့်တက်လာပါမယ်။ ရခိုင်ကရန်တေရှာမုန်တိုင်းအစိမ်တက်ရောက်တာကြောင့်မေလ29ရက်ကနေ30 31ရက်နေ့တွေအထိမိုးများတာနေပြင်းတာတွေဖြစ်နိုင်တဲ့ကြောင့်ကြံတဲ့ပြည်နယ်တိုင်းတွေမှာတော့နေပြင်းတွေတိုက်တာမိုးများတာတွေဖြစ်လာနိုင်တဲ့အတွက်ကြိုတင်ခန့်မှန်းချက်တွေတင်ပြပေးပြီးလည်းဖြစ်ပါတယ်။လေးရက်အတွင်းမိုးလေဝသကြိုတင်ခန့်မှန်းချက်တွေကိုကြည့်ပြီးတော့မိုးများနိုင်ခြေနေပြင်းတိုက်နိုင်ခြေစတဲ့ရေလီနဲ့ပတ်သက်တဲ့သဘာဝဘေးဖြစ်နိုင်ခြေတွေအတွက် ကြိုတင်ပြင်ဆင်ထားနိုင်အောင်မေလ29ရက်မနက်7:00နာရီမိနစ်40ချိန်မှာအသိပေးသတိပေးတင်ပြလာခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့မူလသားချင်းနေကြိုတင်ခံမှန်းချက်ကိုဖော်ပြပေးပါမယ်။နိုင်ငံတကာမူလသားဌာနတွေရဲ့ကြိုတင်ခံမှန်းချက်ရဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းမှာမေလ29ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့လိပ္ပိအာနယ်ရောင်းကတော့ပုံမှန်အကောက်လာပြီးတော့ဘင်္ဂလားပင်လယ်အနောက်မြောက်ပိုင်းဘင်္ဂလားဒေ့နိုင်ငံအနောက်ဘက်ကမ်းလွန်ပိုင်းမှာမုန်တိုင်းငယ်အဖြစ်ကိုဒီနေ့မနက်ပိုင်းကရောက်ရှိခဲ့ပါတယ်။အဆိုပါမုန်တိုင်းငယ်ကတော့ မြောက်ဘက်ကိုဆက်လက်ရွေးချယ်ဒီနေ့မြန်မာစံတော်ချိန်နေ့လယ်၁၂နာရီကနေ၃နာရီတွင်ဘင်္ဂလားဒေ့ကန်ယူရက်ကိုဖြတ်ကျော်ဝင်ရောက်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။အားကောင်းသောမုန်တိုင်းကြောင့်ပဲဘင်္ဂလားပင်လယ်ော်ကပ်လီပင်လယ်ပြင်နဲ့မော်ဒမာကွေ့မှာမုတ်တုံလေးအားကောင်းရာကနေအားလုံးကောင်းနေပြီးတော့ဒီတိုင်းတော့ဟာတနာရီကို၃၅မိုင်ကနေမိုင်၄၀အတွင်းတိုက်ခတ်ပါမယ်။အားကောင်းသောမုန်တိုင်းရဲ့အချိန်ကြောင့်ရခိုင်ကြောရံနဲ့မြို့ပကျောပေါ်ဒေသတွေမှာမုတ်တပ်တွေပြင်းနေကြရောက်တာလှိုင်းကြီးတာဒီမြင့်တက်တာတွေရေလွှမ်းမှုတာတွေဖြစ်ပေါ်ပါမယ်။ ချင်းပြည်နယ်တချင်းပြည်နယ်ရခိုင်ပြည်နယ်စကိုင်းတိုင်းနဲ့မကွေးတိုင်းမှာတော့လျှက်ရက်ရည်ကြီးတာနဲ့မြေပြိုတာတွေကိုအထူးသတိပြုသင်ပါတယ်။မွန်တိုင်းငယ်အရှင်ကြားမတနဝိုင်းလုံးမှာနေရာဆိတ်ဆိတ်ကနေနေရာကျကျမှုထစ်ကြုံရသွားပါမယ်။မွေးလွေတာထုတ်ပြန်ချက်တွေကိုအစဉ်တစိုက်ကြည့်ရှုနားထောင်ပြီးဆောင်းရံရှောင်းရံသတိပြုရန်ချက်တွေနဲ့အညီနေထိုင်ကြဖို့လည်းတိုက်တွန်းလာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့မွန်တိုင်းငယ်တဲ့အမှတ်စဉ်၃ရက်မြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ်။ 2025ခုနှစ်မေလ29ရက်နေ့မြန်မာစံတော်ချိန်7:00နာရီချိန်ထုတ်ပြန်ကြမှာတော့မုန်တိုင်းငယ်အခြေအနေဟာရေးမြန်မာစံတော်ချိန်7:00နာရီခွဲချိန်တိုင်းထွာချက်တွေရဘင်္ဂလားပင်လယ်အနှောင်းမြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်ကန်လွန်မှာဖြစ်ပေါ်နေတဲ့အာကောင်းသောလှေပြင်းအားနဲ့ရောင်းဝယ်ဝဲမဲ့အလိုပရိုဂျက်အေရီးယားကဘင်္ဂလားပင်လေအောအနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်ဘင်္ဂလားဒေ့နိုင်ငံကမ်းခြေကိုရောက်ရှိခဲ့ပြီးတော့ပုံမအားကောင်းလာကမုန်တိုင်းငယ်ဒက်ပရက်ရှင်အဖြစ်ကိုရောက်ရှိခဲ့ပါတယ် ်အဆိုပါမုံတိုင်းငယ်ကတော့မြန်မာနိုင်ငံစစ်တွေမျိုးရဲ့အနောက်အနောက်မြောက်ဘက်ရေမိုင်255မိုင်ခန့်အိန္ဒိယနိုင်ငံစာကာကျွန်းရဲ့တောင်အရှေ့တောင်ဘက်ရေမိုင်60မိုင်ခန့်ဒီကာမျိုးရဲ့အရှေ့တောင်ဘက်ရေမိုင်80မိုင်ခန့်ဘင်္ဂလားဒေ့ရ်နိုင်ငံကီပူပါရာမျိုးရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်125မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်ဗိုလ်ချက်လီဘီအာကတော့900 88 hectopascal နဲ့အမြင့်ဆုံးနေတိုင်းတော့ကတနအီကိုမိုင်30ကနေ35မိုင်တော့ကဖြစ်ပါတယ် မုံတိုင်းငယ်ရဲ့လက်ရှိအခြေအနေဟာမနိုင်ငံဘက်ကိုဥတီရွေးရှားမဲ့အခြေအနေမရှိတဲ့အတွက်ဝိုင်းအောင်အဆင့်လို့သတ်မှတ်ထားပါတယ်။အဆိုပါမုံတိုင်းငယ်ကတော့မြောက်ရွံ့ရွံ့ကိုရွေးရှားနိုင်ပြီးတော့နောက်၁၂နှစ်အတွင်းမှာအားကောင်းသောမုံတိုင်းငယ်ဒီ depression အဖြစ်ကိုပုံမအားကောင်းလာနိုင်ကအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတွေကိုစာကာကျွန်းနဲ့ခေပူပါရာမျိုးတို့အကြာကနေဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။အဆိုပါမုံတိုင်းငယ်ရဲ့အရှင်ရောက်ဒီနေ့နေ့လယ်ကနေ ၂ရက်၆လ2025အတွင်းမှာတော့နေပြည်တော်ရောက်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးမိုးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မှာနေရာစစ်စစ်ကနေနေရာအနှံ့ပြမိုးထစ်ကြုံရွာသွားပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးဝင်ကြည့်ပါမယ်မြို့ဝကျွန်းပေါ်ရခိုင်ကရန်တက်ဆောင်နဲ့ မြဝကျုံမော်ရခိုင်ကင်မရာတက်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာမကြာခဏမိုးသက်လေပြင်းနဲ့ကြာရောက်ပြီးလှိုင်းလွန်ကြည့်ပါမယ်။မိုးသက်လေပြင်းကြာရောက်စဉ်မှာရေပြင်းမြေပြင်လေပြင်ဟာတနအီကိုမိုင်40ကနေ45မိုင်ထိတိုက်ခတ်ပါမယ်။လှိုင်းမြေဟာမြဝကျုံမော်ရခိုင်ကင်မရာတက်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာ16မိကနေ16မိကရှိပါမယ်။မိုးထမကွေမိုးတဲ့နိုင်ကင်မရာတက်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာတစ်ခါတည်းရမိုးသက်လေပြင်းနဲ့ကြာရောက်ပြီးလှိုင်းကြီးရကနေလှိုင်းလွန်ကြည့်ပါမယ်။မိုးသက်လေပြင်းကြာရောက်စဉ်ရေပြင်းမြေပြင်လေပြင်ဟာတနအီကို 35မိုင်ကနေမိုင်40တိတိုက်ခတ်ပါမယ်။လှိုင်းမြဟာမော်ဒမခွေမွန်တဲ့နိုင်ကရန်တက်ရှောင်းတဲ့ကန်လုံးပင်လေပြင်မှာ10ပြီကနေ30ပြီကရှိပါမယ်။ မိုးသည်ထန်စွာရွာသွန်းလာတဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးတကြုံတာမိုးကြိုဖြစ်တာပြင်းစည်းနဲ့တာမိုးတိကျွေတာလျှက်ပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့ဘဝဘေးရနေတွေဖြစ်ပေါ်နိုင်တဲ့အတွက်ကိုမြင့်ဒေတာအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်တွင်းလေရှည်ချောင်းသွားလာရေးနဲ့နေချောင်းပြန်တိုင်အနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့အသေးပေးနှိုးဆော်လာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ပင်လယ်ပြင်ခရီးတွင်မလို့သာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။2025ခုနှစ်မေလ29ရက်နေ့ဒီနေ့မနက်စင်နာရီခွဲချိန်ထုတ်ပြန်ကြမှာတော့ဘင်လာပင်လောင်ဂျင်နီဟာဒီနေ့မှစတင်တော့ချိန် 9နိုင်ခွဲချင်းတိုင်းထွားချက်တွေရဘင်းလာပေတော့နားမြောက်ပိုင်းမှာရှိတဲ့အိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်ကမ်းလွန်မှာဖြစ်ပေါ်နေတဲ့အားကောင်းသောလီဘီယာနဲ့ရောင်ကတော့ဆက်လက်တည်ရှိပါတယ်။အဆိုပါအားကောင်းသောလီဘီယာနဲ့ရောင်ကတော့မြောက်ဘက်ကိုဖြင်းညင်းစွာရွှေ့ရှားနိုင်ပြီးတော့မွန်တိုင်းငယ်အစင်ဖြစ်ကိုရောက်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ကပလီပင်နယ်ပြည်နယ်ဘင်းလာပင်လယ်အောင်မှာမုံတုံလေးအားတော်ကောင်းနေပါပြီ။ ရောင်းကနေတဲ့နိုင်ကင်မရာတစ်ချောင်းပြည်နေပြည်ခီတော်မလို့သာခမန်းရောက်တော့ဒီနေ့မွန်တဲကနေနောက်20နှစ်အတွင်းမှာနေရာနှံ့ပြောင်းမှုတစ်ချုံရပါမယ်။မြင်တာနေနဲ့ကတော့လေးမှန်မွေးရစင်မှာတမိုင်းကန်နဲ့ရေပြင်းလေးပြင်းဟာတောင်တောင်ပေါ်အနောက်တောင်ကိုတနအီကိုပြင်လင်းမိုင်း20မှနေ25မိုင်တခါတရံ35မိုင်ကနေမိုင်90တခါတရံ35မိုင်ကနေမိုင်50ရှိပါမယ်။ လိုင်းကျင်နေဟာလိုင်းကြီးရကနေလိုင်းလုံးကြည့်ပါမယ်။လိုင်းမင်းဟာကိုဝေကနေ73ပြည်ကရှိပါမယ်။ညောင်ကနေရခိုင်ကမ်းရတက်ဆောင်ပင်လေပင်ခီးတော်မလို့သာခမှန်းချက်ကတော့ဒီနေ့မွန်တဲကနေနောက်24နာရီအတွင်းမှာနေရာနှံ့ပြန်ဖို့တဲ့ကြောင့်ရွာတော်ပြီးဒေသအနိုင်မှုကြည့်ပါမယ်။အမြင်တာနေနဲ့ကတော့သုံးမိုင်မွေရစင်မမိုင်ဝတ်အောင်နဲ့ရေပင်လေးပင်ဟာတောင်တားမုံနောက်တောင်ကိုတနအီကိုပင်လေမိုင်25မိုင်ကနေမိုင်30တခါတရံမိုင်40ကနေ45မှာရှိပါမယ်။လိုင်းကျင်နေဟာလိုင်းလုံးကြည့်ပါမယ်။လိုင်းမင်းဟာ73ပြည်ကနေ15ပြည်ကရှိပါမယ်ရှင်။ ဆက်လက်ပြီးတော့2025ခုနှစ်မေလ29ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်6:32မိနစ်နဲ့20စက္ကန့်အချိန်မှာတော့ကမ်ဘလူမြင်းလင်းစကန်ကနေအနောက်အနောက်မြောက်ဘက်58မိုင်ခန့်ဝေးကွာတဲ့မြန်မာနိုင်ငံပြည်တွင်မော်လမ်းမြို့ရဲ့ရှေ့တောင်ဘက်မိုင်30ခန့်ခွာလောလတ်တီကျု23.5နှစ်ဒီဂရီအရှိလောင်ကြီးကျု94.8ဒီဂရီအနက်85ကီလိုမီတာကိုဗဟိုပြုပြီးတော့အင်အားရတာစကေ2.2အဆင့်ရှိတဲ့အင်အားပြင်းကနေတခုထပ်မံလုပ်ခတ်သွားကြောင်းမိုးလေဝသနဲ့ဇလားပြည်တာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ် ဆက်လက်ပြီးတော့အားကောင်းသောလေပြင်းအားနဲ့ရောင်းကြောင်း24နာရီအတွင်းမှာမိုးတဲထန်စွာရွာသွန်းလာနိုင်တဲ့ဒီကဒေတာတွေဆက်လက်ပြီးတော့လည်းအားကောင်းသောလေပြင်းအားနဲ့ရောင်းကြောင်း24နာရီအတွင်းမိုးတဲထန်စွာရွာသွန်းနိုင်တဲ့နေရာတွေခန့်မှန်းချက်ကိုဖော်ပြပေးပါမယ်။လေကြောင်းမလို့သာဥွေဖြူဝံကတော့29ရက်ကလာ2025ရက်နေ့မနက်7နာရီ3မိနစ်ချိန်မှာကုလထုတ်ပြန်ခဲ့ပါတယ်။ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊ကစင်ပြည်နယ်၊စကိုင်းတိုင်းဒေတာကြီးထပ်ပိုင်းနဲ့လေပိုင်း၊မွန်ပြည်နယ်၊ကရင်ပြည်နယ်ဘိုးတိုင်းမှာ ဘကူတိုင်းဒေသကြီးဘကူတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာနေရာအနှံ့ပြားမိုးရွာသွန်းနိုင်တယ်လို့နေရာကွက်ပြီးတော့လည်းမူကြည့်ပါမယ်။ရောင်ဟန်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာတော့ဒေသအလိုက်မူကြည့်ပါမယ်။ရောင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းနေပြီးတော့တနင်္လာတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တွေမှာတော့နေရာစိစိမိုးရွာသွန်းပါမယ်။ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတေတူရက်စွာပြတ်တော်နိုင်ကနေရာကျဲကျဲမိုးရွာသွန်းပါမယ်ရှင်။